မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်အဲလက်ကောင်းသမားတွေအတွက်ပေါ့နော်ကျွန်တော်လက်ကောင်းဖြစ်တဲ့သူတွေနောက်ပြီးတော့သွေးဝင်းသွားတဲ့သူတွေအတွက်ကျွန်တော်စေနီကောင်းလေးလာရောက်အမျှဝေပေးတာဖြစ်ပါတယ်ပေါ့နော်စေနီကောင်းတော့ကျွန်တော်အဲတစ်မျိုးမတက်တိုင်းနောက်တစ်မျိုးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်စေတနာမြစ်တာထားပြီးတော့အဲစေနှစ်မျိုး တတီပေါ့နော်လိတ်ကောင်သမားတွေအတွက်သူဝင်သွားတဲ့သူတွေအတွက်အဲစင်နီကောင်နှစ်မျိုးကျွန်တော်ယူဆောင်လာပေးတာဖြစ်တယ်ပေါ့နော်အဲပစေးသုံးသုံးပါနော်တစ်မျိုးအဲမတက်တာတော့လဲနောက်တစ်မျိုးသုံးကြည့်ပေါ့နော်အဲဒါလေးကိုကျွန်တော်စေတနာမြစ်တာဖြစ်အပြန်လဲပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ပေါ့နော်တကယ်ကမှလိတ်ကောင်ဆိုတာအဲတအားမှလည်းခံစားရတယ်ပေါ့နော်အားကြောင့်မို့ပါအဲလိတ်ကောင်ကျွန်တော်တို့ဖြစ်ရခြင်းရှိရချက်ကတော့ကျွန်တော်တို့အထဲမှာပေါ့နော်အပူတွေရောက်ပေါ့နော်အပူတွေကျွန်တော်တို့အပူတွေအထဲမှာတအားစုပြီးတော့ အဲအဲ့ရနေပြီးတော့ကျွန်တော်လိတ်ကောင်းဖြစ်တော့မယ်ဆိုရင်အပူလေးအထဲမှာဒါဆုမယ်အဆုပြီးွားဆိုရင်ကျွန်တော်တို့ဒါခြေဖနောက်တွေကွဲမယ်လိတ်ကောင်းဖြစ်ခြင်းရဲ့ဒါအဆပေါ့နော်အခြေဖနောက်တွေကွဲမယ်ကျွန်တော်တို့အကြောတွေတက်မယ်နော်အစပင်းတွေဖြူလာမယ်အဲတွားတွေနာလာမယ်တဖုံးတွေကြွလာမယ်အဲအဲ့ရနေနေမှာသူကကျွန်တော်တို့သွေးဝင်းတွေတွားမယ်အဲသွေးဝင်းတွေတွားပြီးတော့အဲနောက်ဆုံးတော့ကျွန်တော်တို့ ဒါလိတ်ကောင်းဖြစ်တာပဲเนาะအတွင်းလေးအပြင်လေးဆိုတာရှိတယ်ပေါ့เนาะလိတ်ကောင်းပါလေအဲအတွင်းလေးပြင်လေးရှိတယ်သူကဒါကြောင့်မို့ကျွန်တော်စေတနာမြေတာထားပြီးတော့အမျိုးလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်တယ်ပေါ့เนาะအဲဒီဗီဒီယိုလေးလောရချင်းအကြောင်းကလည်းအဲကော့မတ်မှာအကိုတယောက်ကလိတ်ကောင်းနဲ့ပတ်သက်တဲ့အဲစင်းဒီလေးမျှဝေပေးပါဆိုလို့အဲကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးတာပေါ့เนาะအဲလွဲပါတယ်เนาะကျွန်တော်အိမ်သွင်းအိမ်သုံးပစ္စည်းနဲ့ပဲကျွန်တော်လောက်ရပါတကယ်မှလွယ်ကူရိုးရှင်းတဲ့အဲကျွန်တော်တို့အဲနီလန်းလေးပါပဲပေါ့เนาะအဲနံပါတ်1အဲကျွန်တော်တို့တမျိုးကတော့ အဲချက်တုံနီเนาะကျွန်တော်တို့အိမ်မှာချက်တုံနီရတော့ဒါအိမ်တိုင်းလို့လို့ကျွန်တော်တို့ကမိဖို့ကြောင့်တုံးပစ္စည်းပေါ့เนาะအချက်တုံနီရှိရမယ်အချက်တုံနီရဲ့တကြားရဲ့ပေါ့เนาะအဲအဲ့နှစ်ခုရှိရမယ်ပေါ့เนาะဒါကတော့နံပါတ်1ကျွန်တော်စီနီတမျိုးပေါ့เนาะချက်တုံနီရဲ့တကြားရဲ့ကိုချက်တုံနီကိုကျွန်တော်တို့ကြိတ်လိုက်ပါကြိတ်ပြီးတော့အဲထမင်းစားစွန်သူ့ရဲ့အရေကကျွန်တော်ထမင်းစားစွန်တစ်စွန်းလောက်ရအောင်ကျွန်တော်ကြိတ်ပါเนาะသူ့ရဲ့ ချက်သွန်းတွေကိုကျိတ်ကျိတ်ပြီးတော့အဲ့ရထွက်လာတဲ့အရေကကျွန်တော်ထမင်းစားစုံတစ်စုံထမင်းစားစုံတစ်စုံရဲ့အဲတကြားကတော့ကျွန်တော်တို့စားတူထည့်ပေးရမှာပေါ့နော်ထမင်းစားစုံတစ်စုံထည့်ပေးမယ်တကြားလည်းထမင်းစားစုံတစ်စုံချက်သွန်းအနီရဲ့အရေကလည်းထမင်းစားစုံတစ်စုံစားတူထည့်ပြီးတော့ကျွန်တော်တို့ရေနဲ့ဖြော်လိုက်ပေါ့နော်ရေရလည်းကျွန်တော်တို့အဲဟိုပမာဏပေါ့နော်ကိုတောက်မဲ့ပမာဏလောက်ရေနဲ့ဖြော်ပေါ့နော်ဖြော်ပြီးတော့ မနေ့တစ်ချိန်ညတစ်ချိန်ကျွန်တော်တို့တောက်ပြီးမယ်ဆိုရင်သွေးဝင်သွားတာတို့เนาะဒီအတွင်းလိပ်အပြင်လိပ်လိပ်ကောင်းမျိုးမျိုးမှာတကယ်မှအသက်တာပျောက်ပြေးမှာတယ်ဗောနော်ကျွန်တော်ပြောတာမှတ်မိပြီလို့ထင်တယ်ဗောနော်เนาะကျွန်တော်တို့အချက်သွန်နေကိုချိန်ပါချက်သွန်နေကိုချိန်ပဲဖြစ်ဖြစ်ထောင်းပဲဖြစ်ဖြစ်ဗောနော်အဲ့ရရလာတဲ့အရေကိုထမင်းစားစုံတစုံရအောင်ကျွန်တော်တို့ကလုပ်ပြီးပါညှစ်ပြီးပါဗောနော်အဲ့ရကိုထမင်းစားစုံတစုံရပြီဆိုရင်တကြားလဲထမင်းစားစုံတစုံနှစ်စုံเนาะထမင်းစားစုံတစုံ အစားတူထည့်ပြီးပေါ့နော်ထည့်ပြီးပြီးရင်ကျွန်တော်တို့ရှင်နဲ့နော်ဖြော်လိုက်ပေါ့နော်ဖြော်ပြီးွားရင် မနေ့တစ်ချိန်ညတစ်ချိန်ကျွန်တော်တို့တောက်ပြီးပါနော်တကယ်ုံမှအလက်ကောင်းသမားတွေအတွက်အထီရောက်မြန်ဆန်ပြီးတော့တကယ်ုံမှတတ်တာပြောက်ကင်းပါတယ်လို့ဒီနေရာလေးကနေရောကျွန်တော်ပြောရှင်းတယ်ပေါ့နော်အနောက်တစ်မျိုးကတော့ကျွန်တော်ရှားဆောင်ပေါ့နော်အရှားဆောင်ကတော့အဲကျွန်တော်နေရာတကာရှိပါတယ်နေရာတိုင်းလို့ရှိပါတယ်ပေါ့နော်ဒီရှားဆောင်ကိုကျွန်တော်တို့အဲမိဖို့ เนาะရှားဆောင်းကိုမိဖို့အဲမိဖို့တော့မှကျွန်တော်တို့ကပိုလိုမျိုးကြီးတူးအောင်ကြအောင်တော့မဖုတ်နဲ့เนาะကျွန်တော်အနေတော်ပေါ့เนาะအနေတော်လေးမိဖို့လိုက်အဲဖုတ်ပြီးွားပြီးဆိုရင်သူ့ရဲ့အထဲရအနှစ်ပေါ့เนาะအနှစ်ကိုကျွန်တော်အထဲရမှာအပြင်အဖောက်တော့ခွာလိုက်ပေါ့เนาะအထဲရဒီအတုံးလေးပေါ့ဂျဲလီလိုအတုံးလေးကိုအဲကျွန်တော်တို့ကအဲစားပြီးမဲ့ဆိုရင်ရတယ်เนาะကျွန်တော်စားတာတော့အကုန်လုံးစားလို့ရတယ်ပေါ့เนาะကိုကစိတ်တမှာဟိုစားမဖြစ်ဆိုရင်ထက်ရဒီအနှစ်ကိုလည်းစားလို့ရတယ်ပေါ့เนาะစားတာအကုန်လုံးရတယ်အဲစားပေါ့เนา ကျွန်တော်ကတနေ့ကို3-4ခတ်လောက်ပေါ့နော်3ခတ်လောက်ပေါ့နော်အရွယ်ပမာဏကြီးတယ်ဆိုရင်လည်း2ခတ်ပေါ့အဲကျွန်တော်ဒါမှမဟုတ်သူကအရွယ်စားသေးတယ်ဆိုရင်လည်း3ခတ်လောက်ပေါ့နော်ကျွန်တော်တို့အဲခူးပြီးတော့မိဖုတ်ဖုတ်ပြီးတော့အဲ့ဒါလေးကိုကျွန်တော်တို့စားပြီးမယ်ဆိုရင်နေ့တိုင်းစားပြီးမယ်ဆိုရင်ကျွန်တော်တို့သွေးဝင်သွားတာတို့နော်ဒီလက်ကောင်းဖြစ်တာတို့တော့လက်ကောင်းတော့မှကျွန်တော်တို့နော်အတွင်းလေးအပြင်လေးပေါ့နော်တကယ်ဥမအဲ့တတပြောက်ခင်းပါတယ်ဒီရှားဆောင်ကတကယ်ဥမလည်းကျွန်တော်တို့ ဟိုကျမ်းမာရေးတော့တကယ်ကိုမှတင့်တော်တဲ့ဒါဟိုရှားဆောင်လက်ဖက်ပေါ့နော်အမင်းကလေးတွေအတွက်လည်းတွေးတွေးဟိုအမင်းကလေးတွေအတွက်ဆိုရင်တကယ်ကိုမှအကောင်းတဲ့ကျွန်တော်ရှားဆောင်ဒါလက်ဖက်ပင်ရှားဆောင်ပင်လေးပါပေါ့နော်အားကြောင့်မို့ဒါကျွန်တော်ဒီနေ့ရတော့ဒါလက်ကောင်းနဲ့ပတ်သက်ပြီးတော့နော်တွေးဝင်သွားတာနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ဒါစင်းကြီးလေးနှမျိုးတိတိကိုကျွန်တော်အမျိုးလေးရှိကိုယူဆောင်လာပေးပါတယ်ပေါ့နော်အမျိုးလေးစမ်းကြည့်ပါ လုံးကြည့်ပါကျွန်တော်တို့ကလုံးကြည့်မှသိမယ်နော်လုံးမှလည်းကောင်းမှာပေါ့နော်မလုံးကြည့်ပဲနဲ့တော့ကျွန်တော်တို့ခံစားနေရတဲ့ယောဂဝေဒနာအကောင်းမှာမဟုတ်ဘူးနော်အားကြောင့်မို့ကျွန်တော်အစေတနာမြစ်တာအဖြစ်ပျောက်စေခြင်းနဲ့ဆန္ဒနဲ့အမျိုးတွေကိုဒါနီလန်းလေးနှစ်ခုယူလာပေးရတယ်ပေါ့နော်ကြိုက်တဲ့နီလန်းကိုလောက်ပါနော်နော်ကိုယ့်မှာကျွန်တော်ကဘာဖြစ်လို့လဲရှားဆောင်ဆိုရင်လည်းတချို့နေရာမှာမရှိဘူးမရှိတဲ့သူကဒါဟိုလွယ်ကူအောင်လို့ပေါ့နော်ရှားဆောင်မရှိရင်ဒါချက်သွန်အနီးတကြားနဲ့ ဲကျွန်တော်တို့လောက်လဲတကယ်ကမအဆင်ပြေတဲ့နီးလန်းလေးပေါ့နော်အားကြောင့်မို့နီးလန်းနှစ်ခုယူခဲ့ပြီးတယ်တချို့ကြတော့ရှားဆောင်ဆိုတာကျွန်တော်ရှားအပ်ခဲ့တယ်ပေါ့နော်တချို့နေရာမရှိတဲ့အတွက်ရှားဆောင်မရှိတဲ့သူတွေအတွက်တော့ဒါချက်သွန်နေကိုအဲတကြားနဲ့ချက်သွန်နေလေးကိုထောင်းနော်ကျွန်တော်ထောင်းထောင်းပြီးတော့အဲ့ရရတဲ့အရှိကိုကျွန်တော်ထမင်းစားဆုံးတစုံလောက်ရတဲ့အရှိကိုယူပါယူပြီးရင်တကြားလဲထမင်းစားဆုံးတစုံအဲ့နှစ်ခုကိုရေနဲ့ရောရောပြီးတော့မနဲ့တစ်ချိန်ရင်းနှီး ညနေတစ်ချိန်တောက်ပြီးမှဆိုရင်တနေ့နှစ်ချိန်တော့ပုံမှန်တောက်ပါကျွန်တော်တူးဝင်သွားတာလို့အထက်လေးကောင်အပြင်လေးကောင်လေးကောင်အစားတဲ့လေးကောင်ပေါင်းစုံပျောက်တယ်ပေါ့နော်အရှားဆောင်လက်ဖက်ဆိုလဲကျွန်တော်တို့မီးဖုတ်လိုက်ပါနော်မီးဖုတ်ပြီးတော့ကျွန်တော်ကတနေ့ကိုအဲသုံးကတ်ဆိုသုံးကတ်ပေါ့နော်ဒီမှာအခက်လေးရှိရတော့တကယ်လို့သုံးကတ်အခက်ရွယ်စားကြီးရဆိုရင်လည်းနှစ်ခတ်ပေါ့နော်အဲ့နှစ်ခတ်ကိုနေ့တိုင်းမီးဖုတ်ပြီးတော့ပုံမှန်စားပြီးပါနော်တကယ်ုံမှအဲတက်တာပျောက်ကင်းမဲ့နီလန်းလေးမဟုတ်လို့ စေတနာမြတ်တာဖြစ်လာရောက်မြတ်ဝေခြင်းဖြစ်ပါတယ်အမျိုးတွေအားလုံးလည်းကျမ်းမာပါစေချမ်းသာပါစေအနာမျိုးကိုယ်တော်6ပါးယောဂလည်းကင်းဝေးပါစေအကကြီးသုံးပါးမှလည်းကြော်လွှမ်းနိုင်ပါစေလို့အဒီနေရာလေးကနေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ